ကဘာကြီးတစ်ခုလုံးပြိုကွဲသွားတဲ့အခါနိုးထလာရတဲ့ခံစားမှုကိုမိတ်ဆွေတို့ခံစားမှုပါသလားတရားအလုံးဟာထင်ထားသလိုမဟုတ်တော့ပဲလှုပ်ဝက်ချက်တွေအန္တရာယ်တွေနဲ့ပြင်းထန်နေတဲ့ကဘာတွေကိုရောက်သွားတဲ့အခါဘယ်လိုခံစားရမလဲ Tracy Wu ရေးသားထားတဲ့ A Crush စာအုပ်ထဲက Grief for Star ဆိုတဲ့မိန်းကလေးကတော့ဒီလိုအခြေအနေမျိုးနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ Tracy Wu ဆိုတဲ့စာရေးဆရာမကခရရှိကဆိုတဲ့စာအုပ်ကိုရေးသားခဲ့ပါတယ်။ ဒီစာအုပ်ထဲမှာ Great Poster ဆိုတဲ့မိန်းကလေးတယောက်ဟာထူးခြားဆန်းပြတဲ့တတဝါတွေအတွက်ကျောင်းတော်ကြီးတစ်ခုဖြစ်တဲ့ Academia Academy မှာနိုးထလာခဲ့ပါတယ်။လွန်ခဲ့တဲ့လေးလအတွင်းကဘာတွေဖြစ်ခဲ့လဲဆိုတာကိုသူမလုံးဝမမှတ်မိပါဘူး။ Great နိုးလာတဲ့အချိန်မှာသူမပတ်ဝန်းကျင်မှာတွေးဆုပ်ဖုတ်ကောင်တွေစုံမတွေနဂါးတွေလူဝန်တွေနဲ့ပြည့်နေပါတယ်။သူမရဲ့ချစ်သူ Jet Sanbe ကဆိုတဲ့တွေးဆုပ်ဖုတ်ကောင်မင်းသားလေးနဲ့သူမရဲ့ဦးလေးဖြစ်သူကျောင်းအုပ်ကြီးက ူမကိုတွေ့ရလို့ဝမ်းသာအားရဖြစ်နေကြသလိုစိုးရင်ပူပန်နေကြပါတယ်။ခရီးကတခုခုမားနေပြီဆိုတာကိုချက်ချင်းသဘောပေါက်သွားပါတယ်။သူမရဲ့မျက်ဉဏ်တွေပျောက်ဆုံးနေတယ်လို့သူမရဲ့ခန္ဓာကိုယ်မှာလည်းဒဏ်ရာတွေအများကြီးရှိနေပါတယ်။ကျောင်းတော်ကြီးတခုလုံးဟာတင်းမာမှုတွေနဲ့ပြည့်နှက်နေပြီးဂရိဟာလှုပ်ဝက်ချက်တွေအာနာလူပွဲတွေတဘာဝလွန်အနေရတွေနဲ့ပြည့်နေတဲ့ကဘာတွေကိုရောက်သွားပါတယ်။ ဂရိဟာလွန်ခဲ့တဲ့လီလာလောက်ကဂျက်ဆန်နဲ့သူ့ရဲ့အကိုဟက်ဆန်ကြားကအသက်အန္တရာယ်ဆိုးရင်ရတဲ့အခြေအနေတစ်ခုမှာဝင်ပါခဲ့ပြီးတဲ့နောက်ကြောက်ရွံ့ဖြစ်ပြောင်းလဲခံခဲ့ရတယ်ဆိုတာကိုသိလိုက်ရပါတယ်။ဟက်ဆန်ဘေကဆိုတာကဂျက်ဆန်ရဲ့အကိုဖြစ်ပါတယ်။သူမရဲ့မျက်ညံတွေဟာအပိုင်းပိုင်းပြတ်တောက်နေပြီးတစ်ခုခုအရေးကြီးတာပျောက်ဆုံးနေတယ်လို့ခံစားနေရပါတယ်။ဂရိဟာ လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်အတွင်းပထမဆုံးပေါ်ထွက်လာတဲ့ကြောက်ရွံ့ဖြစ်တယ်ဆိုတဲ့အချက်ကသူမရဲ့ကိုယ်ပိုင်အသိနဲ့တဘာဝလွန်ကဘာမှာသူမရဲ့နေရာကို တုံ့လုံသွားစေပါတယ်။သူမရဲ့ပြောင်းလဲမှုကသူမရဲ့အသက်ကိုကယ်တင်နိုင်ခဲ့ပေမဲ့အထီးကျန်ဆန်ပြီးအားနည်းသွားစေပါတယ်။သူမဟာကျောင်းတော်ကြီးရဲ့အုပ်စုတွေနဲ့ရင်ဆိုင်နေရပြီးတစ်ဖွဲ့ချင်းစီမှာကိုယ်ပိုင်အစီအစဉ်တွေနဲ့တန်တရားတွေရှိနေပါတယ်။ ဟက်ဆန်အသေးဆုံးသွားလားပြိမိနေလားဒါမှမဟုတ်ဒီထက်ဆိုးတဲ့အခြေအနေတစ်ခုခုမှာရှိနေလားဆိုတဲ့လှုပ်ဝက်ဆန်းကျင်မှုကသူမအပေါ်မှာကြီးဆိုးနေပြီးအကျန်းဖက်မှုအန္တရာယ်ကမျက်နှာပြင်အောက်မှာတရှိနေပါတယ်။ခရီးရဲ့ပျောက်ဆုံးနေတဲ့မျက်ညံတွေဟာဟက်ဆန်နဲ့ဆက်ဆက်နေပါတယ်။ဟက်ဆန်ဟာမော်ဆီယာအနက်နဲ့ပြန်လဲရှင်တန်လာခဲ့ပြီးခရီးရဲ့စိတ်ထဲမှာပြိမိနေပါတယ်။ ဟက်ဆန်ရဲ့အတန်ကသူမရဲ့အတွေးတွေကိုဝင်ရောက်ဆုတ်ဖက်လာပြီးတခါတရံမှာသူမရဲ့လောက်ရက်တွေကိုထိန်းချုပ်လာပါတယ်။ဒါကြောင့်သူမမမှတ်မိနိုင်တဲ့မေမျောခြင်းနဲ့အကြမ်းဖက်မှုတွေဖြစ်ပေါ်လာပါတယ်။ကျောင်းတော်ကြီးတစ်ခုလုံးဟက်ဆန်ပြန်လာမှာကိုကြောက်ရွံ့နေကြပြီးဂရိဟာဂျက်ဆန်အပေါ်ထားတဲ့တစ္ဆာဆောင်တိမှုနဲ့ဟက်ဆန်နဲ့တဖြည်းဖြည်းနဲ့ရှိုင်းလာတဲ့ဆက်ဆံရေးကြမှာဝေခွဲမရဖြစ်နေပါဗါးဂရိဟာသူမရဲ့ကြောက်ရွံ့တဲ့ဘဝကိုစူးစမ်းလေ့လာတဲ့အခါမှာ မော်စွမ်းများစုကိုခံနိုင်ရှိပြီးတခြားသူတွေရဲ့စွမ်းအားတွေကိုရယူနိုင်တယ်လို့ရုပ်ပိုင်းဆိုင်ရာအရာလဲတတ်ပါတယ်ဆိုတာကိုသိလိုက်ရပါတယ်။ဒါပေမဲ့သူမရဲ့စွမ်းရည်တွေကိုမစမ်းတက်ရသေးတယ်လို့ထိမ့်ချုပ်နိုင်စွမ်းမရှိတာကြောင့်ပြစ်မှတ်ထားခံရပါတယ်။တဘာဝလွန်အကြီးအကဲတွေဖြစ်တဲ့စာကဲအဖွဲအပါဝင်ကျောင်းတော်ကြီးရဲ့ခေါင်းဆောင်တွေကသူမကိုချင်းချောက်မှုတစ်ခုအနေနဲ့ရောကရိယာတစ်ခုအနေနဲ့ပါမြင်ကြပါတယ်။ ဂရိရဲ့အစွားအရေကိုထိန်းချုပ်ဖို့စူးစမ်းမှုက သူမရဲ့စိတ်ပိုင်းဆိုင်ရာခံစားချက်တွေနဲ့နိုင်ငံရေးအကွက်တွေကိုပုံမှုရှုပ်ထွေးစေပါလေ။ဂရိရဲ့မေမျောခြင်းကပိုပြီးအကျဉ်းကြီးများလာပြီးအနေရများလာပါလေ။သူမဟာသွေးရွေပေးချန်နေပြီးလူဝန်တကောင်ကိုတိုက်ခိုက်ခဲ့တယ်လို့ဆွဆွဲခံရပါလေ။ပြီးတော့အစွမ်းထက်တဲ့မော့ပစ္စည်းတစ်ခုကိုခိုးယူနေတဲ့ကင်မရာထဲမှာမိသွားပါလေ။တပ်သေးတွေကဟက်ဆန်ရဲ့ဩဇာလွှမ်းမိုးမှုကိုညွန်ပြနေပေမဲ့ ဂရိဟာအပြစ်ရှိတယ်လို့ခံစားနေရပြီးကြောက်ရွံ့နေပါတယ်။သူမရဲ့တငယ်ချင်းတွေနဲ့မဟာမိတ်တွေကသူမကိုတန်တရားဝင်လာကြပြီးကျောင်းတော်ကြီးရဲ့အုပ်စုတွေကပုံပွင့်လင်းလင်းပြฏิပခဖြစ်တော်မဲ့အခြေအနေကိုရောက်ရှိနေပါတယ်။သူမကြောက်ရွံ့ဖြစ်ရှိနေတဲ့လတွေအတွင်းဘာတွေဖြစ်ခဲ့လဲဟက်ဆန်ဘာလို့ခြင်းလဲဆိုတဲ့လှုပ်ဝက်ချက်ကပိုပြီးအရေးပေါ်ကိစ္စဖြစ်လာပါတယ်။ ကျောင်းတော်ကြီးရဲ့ငင်းကြဲရေးကပျက်စီးလူနီးပါးဖြစ်နေပြီးရန်သူတွေကလည်းပေါ်လာကမဟာမိတ်ဖွဲ့တွေလည်းပြောင်းလဲလာပါတယ်။ခရီးနဲ့ဂျက်ဆန်တို့ရဲ့ဆက်ဆံရေးကသူမရဲ့စိတ်တန်ရာသူမရဲ့စွမ်းအားအသစ်တွေနဲ့ဟက်ဆန်ရဲ့စိတ်ထဲမှာရှိနေခြင်းတို့ကြောင့်တင်းမာနေပါတယ်။ခရီးနဲ့ဂျက်ဆန်ကြားကချစ်ချင်းမေတ္တာနှောင်ကြိုးကအင်အားရဲ့အရင်းအမြစ်တစ်ခုဖြစ်တယ်လို့ရန်သူတွေရဲ့ပြစ်မှတ်လည်းဖြစ်ပါတယ်။ ကရေးနဲ့ဟက်ဆန်တို့ရဲ့ဆက်သွယ်မှုကမထင်မှတ်ထားတဲ့နီလန်းတွေနဲ့ပုံမှုနဲ့ဆိုင်လာပြီးရန်သူနဲ့မဟာမိတ်ကြားကမြင်းတွေကိုဝေဝါးသွားစေပါတယ်။ဂျက်ဆန်နဲ့ဟက်ဆန်ရဲမိဘတွေဥဆောင်တဲ့အုပ်ချုပ်သူစာကဲအဖွဲ့ကကက်မီယာကို ရောက်ရှိလာပြီးဂရိကိုကာကွယ်ဖို့သူတို့ရဲ့အုတ်ထိန်မှုအောက်ကိုခေါ်ဆောင်ဖို့တောင်းဆိုပါတယ်။သူတို့ရဲ့ရည်ရွယ်ချက်အမှန်ကပိုပြီးကြောက်စရာကောင်းတာကြောင့် ဂရိဟာရှေးခေတ်ခွင့်ရတခုကိုတောင်းဆိုပြီးစာကေရဲ့အာဏာကိုစိန်ခေါ်ဖို့ဖိအားပေးခံရပါတယ်။အဲ့ဒါကတော့စာကေမှာပါဝင်ဖို့အတွက်စမ်းသပ်မှုပါ။စာကေကသူမရှုံးနိုင်အောင်တေချာစေဖို့အတွက်စီးမျဉ်းတွေကိုလိမ့်လည်လှည့်ဖြားကြပါတယ်။ဟဆန်ကိုလွတ်မြောက်စေဖို့အတွက်လိုအပ်တဲ့မော်ပစ္စည်းကိုရဖို့ဂရေးနဲ့သူမရဲ့တငယ်ချင်းတွေဟာလူဒရစ်မှာရှင်ပြန်ရပါမယ်။ ူတရစ်ဆိုတာတဘာဝလွန်အားကစားတစ်ခုဖြစ်ပြီးဖမ်းဆုပ်ထားခြင်းမော့အတက်နဲ့တိုက်ခိုက်ခြင်းနဲ့အနေရတွေအလုံးပါဝင်ပါတယ်။ပြိုင်ပွဲကရက်ဆက်ကြမ်းကြုတ်ပြီးအတက်နဲ့ရင်းရတဲ့အထိအနေရများပါတယ်။ခရီးရဲ့အဖွဲ့မှာသွေးဆုပ်ဖုတ်ကောင်တွေ၊ဆုံးမတွေ၊နဂါးတွေ၊လူဝင်တွေပါဝင်ပြီးသူတို့ရဲ့ကွဲပြားခြားနားမှုတွေကိုကြော်လွှားပြီးအတူတကွပူးပေါင်းဆောင်ရွက်ရပါမယ်။လူဒါရစ်ကရတဲ့သွေးကြောက်ကိုလက်ထဲမှာကင်ပြီးဂရေနဲ့သူမရဲ့တငယ်ချင်းတွေဟာ ဟက်ဆန်ကိုလွတ်မြောက်ဖို့အတွက်လိုအပ်တဲ့နဂါးယူတစ်ခုကို ပြန်လည်ရယူဖို့ဒရာဂွန်ဘုံရက်စီကိုခီးထွက်ကြပါတယ်။ဘုံရက်ဟာရှေးဟောင်းနဂါးတွေရဲ့တင်ကြိုင်တစ်ခုဖြစ်ပြီးအနည်းငယ်နဲ့ဝမ်းနည်းမှုတွေနဲ့ပြည့်နှက်နေပါတယ်။ခီးစဉ်ကရုပ်ပိုင်းဆိုင်ရာအရာရောစိတ်ပိုင်းဆိုင်ရာအရာပါခက်ခဲကြမ်းတမ်းပြီးဂရိကို အာနာရဲ့ကုန်ကျစရိတ်နဲ့ဆုံးရှုံးခြင်းရဲ့နာကျင်မှုကိုရင်ဆိုင်ဖို့ဖိအားပေးပါတယ်။နောက်ဆုံးလိုအပ်တဲ့ပစ္စည်းကတော့တေလို့မရတဲ့တာရဲကြီးကစောက်ရှောက်ထားတဲ့နှလုံးကြောက်ဖြစ်ပါတယ် ခရီးနဲ့သူမရဲ့တငယ်ချင်းတွေဟာဘလူးကိုရင်ဆိုင်ဖို့ဝေးလံခေါင်တည်တဲ့ကျွန်းတကျွန်းကိုသွားခဲ့ကြပါတယ်။ဒါပေမဲ့အဲ့ဒီသားရဲကြီးကခရီးလိုပဲကြောက်ရွံ့ဖြစ်နေပြီးရာစုနှစ်ပေါင်းများစွာညှဉ်းပန်းနှိပ်စက်ခံခဲ့ရတဲ့အပြစ်မဲ့သူတယောက်ဆိုတာကိုသိလိုက်ရပါတယ်။နှလုံးကြောက်ကိုယူဖို့စူးစမ်းရင် သူတို့တွေကတယောက်ဖြစ်တဲ့ဇေဗီယာအသေးဆုံးသွားပါတယ်။အဖွဲ့ဝင်တွေဟာဝမ်းနဲ့ကြည်ကွဲမှုနဲ့အပြစ်ရှိတယ်လို့ခံစားနေရပါတယ်။ ဂရိကတာရဲ့ကြီးကိုမတက်ဖို့ငင်းဆန်ပြီးအောင်ပွဲထက်ဆာနာစိတ်ကိုရွေးချယ်ခဲ့ပါတယ်။စံတမှုနီကလာတာနဲ့အမျှဂရိနဲ့ဂျက်ဆန်တို့ရဲ့ဆက်ဆံရေးကိုရန်သူတွေကဖျက်ဆီးကြပါတယ်။လူဝံအကြီးကဲခိုလေကတားမြစ်ထားတဲ့မော်ပညာကိုတုံးပြီးသူတို့နှစ်ယောက်ကြားကချစ်ချင်းမေတ္တာနှောင့်ကြိုးကိုဖျက်ဆီးပစ်လိုက်ပါတယ်။ဂရိဟာစံတမှုကိုတယောက်တည်းရင်ဆိုင်ရတော့မှဖြစ်ပြီးဟက်ဆန်ရဲ့စွမ်းအားတွေကို အကူအညီဖြစ်ရရှိမှာပါ။ သူမကိုတစ္ဆာဖောက်ခဲ့သူတွေရဲ့တစ္ဆာဖောက်မှုကြောင့်ချစ်ချင်းမြတ်တာတစ္ဆာဆောင်တိမှုနဲ့ပတ်သက်ပြီးသူမတိထားတဲ့အရာအလုံးကိုမေခွန်းထုတ်လာပါတယ်။စမ်းသပ်မှုကအသက်အန္တရာယ်ရှိတဲ့လူဒရစ်ပုံစံဖြစ်ပြီးဂရစ်တယောက်တည်းကိုသူမရဲ့အန္တရာယ်ရှိဆုံးရန်သူတွေနဲ့ရင်ဆိုင်စေပါတယ်။စာကေကစီးမြင့်တွေပဝန်းကျင်တဲ့လူအုပ်ကိုလှည့်စားပြီးသူမကိုအရှုံးပေးအောင်လှုပ်ဆောင်ပါတယ်။ဂရိဟာဒံယာရီရရှိခဲ့ပြီးတေလူမျိုးပါဖြစ်ခဲ့ပေမဲ့လက်မလျှော့ခဲ့ပါဘူး ဟဆန်ရဲ့စွမ်းအား၊တူမရဲ့ကိုပိုင်ကြောက်ရွံ့စွမ်းရည်နဲ့တူမရဲ့မိဘတွေရဲ့ချစ်ချင်းမေတ္တာတွေကို အမတ်ရပြီးအတားစီးတိုင်းကိုကြော်လွားကစမ်းသပ်မှုကိုအောင်မြင်ခဲ့ပါတယ်။စမ်းသပ်မှုအပြီးမှာတွေးဆုပ်ဖုတ်ကောင်ဘရင်ဆိုင်းရက်ကဂရေ့ကိုတိုက်ခိုက်ခဲ့ပါတယ်။ဆိုင်းရက်ရဲ့တိုက်ခိုက်မှုကအမြဲတမ်းသေစေနိုင်တဲ့ဒဏ်ရာတစ်ခုဖြစ်ပါတယ်။တူမတေဆုံးတော့မဲ့အချိန်မှာဂရေ့ဟာဟက်ဆန်ကိုတူမရဲ့နောက်ဆုံးမျှော်လင့်ချက်ကိုအနှင်းခဲ့ပါတယ်။ ဟဆန်ဟာလူသားတယောက်ဖြစ်လာပြီးသူမကိုကယ်တင်ဖို့အတွက်သူ့ရဲ့အလွန်မင်းဆွမ်းအားကိုအသုံးပြုကာသူမကိုကြောက်တုံးထဲမှာမြုပ်နှံလိုက်ပါတယ်။ဂရိဟာပြန်လဲရှင်တန်လာပေမဲ့အတွေ့အကြုံတွေကသူမကိုပြောင်းလဲစေခဲ့ပြီးသူမပတ်ဝန်းကျင်ကဘာကြီးကိုလည်းထာဝရပြောင်းလဲသွားစေခဲ့ပါတယ်။ချစ်ချင်းနဲ့မုန်းချင်းအသက်နဲ့တည်ချင်းကြားကမြင်းတွေဟာဝေဝါးသွားပြီးဂရိဟာသူမဘယ်သူဖြစ်ချင်လဲဘယ်သူနဲ့အတူရှိချင်လဲဆိုတာကိုရွေးချယ်ရပါတော့တယ်။ ဂရေဟာစမ်းသပ်မှုမှာအောင်ပွဲခံခဲ့လို့စာကဲမှာနေရာတစ်ခုရရှိခဲ့ပေမဲ့ကုန်ကျစရိတ်ကကြီးမားပါတယ်။တငယ်ချင်းတွေတေဆုံးတန်ရာရခဲ့ကြပြီးမဟာမိတ်တွေပျက်စီးသွားကတဘာဝလုံကဘာကစစ်ပွဲဆုံးအပေါ်ရောက်ရှိခဲ့ပါတယ်။စာကဲကအားနေသွားပေမဲ့မရှုံးနိုင်သေးသလိုစိုင်းရဲရဲ့အမျက်ဒေါသကလည်းညှော်နေမသွားပါဘူး။ဂရေနဲ့ဂျက်ဆန်နဲ့ဟက်ဆန်တို့ရဲ့ဆက်ဆံရေးကအရင်ကထက်ပိုပြီးရှုပ်ထွေးသွားပြီး အနာဂတ်ကမတိချမရေရာဖြစ်နေပါတယ်။ဂရိဂျက်ဆန်ဟတ်ဆန်နဲ့သူတို့ရဲ့တငယ်ချင်းတွေဟာသူတို့ရဲ့လောရက်တွေကြောင့်ပြောင်းလဲသွားတဲ့ကဘာကိုဖြတ်တန်းရပါမယ်။ရန်သူဟောင်းတွေကမဟာမိတ်အသစ်တွေဖြစ်လာပြီးအရင်တငယ်ချင်းတွေကချိန်ချောက်မှုတွေဖြစ်လာပါတယ်။စာကဲကွဲအပ်သွားပြီးအာနာချင်းကွင်ရှာကပြောင်းလဲနေပါတယ်။ကရီးရဲ့2000အတွင်းပထမဆုံးကြောက်ရွံ့အနေနဲ့ပါဝင်မှုကမျော်လင့်ချက်ရဲ့တင်ဂီတာတစ်ခုဖြစ်တယ်လို့ပြမှတ်တစ်ခုလည်းဖြစ်ပါတယ် မိတ်ဆွေတို့ရေဒီစာအုပ်ထဲမှာကရေးရဲ့ခံယူချက်တွေရွေးချယ်မှုတွေကသင်ခန်းစာတွေအများကြီးပေးပါတယ်မိမိကိုယ်ကိုယုံကြည်ပြီးမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်ဖို့စိန်ခေါ်မှုတွေကိုရင်ဆိုင်ကျော်လွှားနိုင်ဖို့အားပေးတိုက်တွန်းပါတယ်ဒီစာအုပ်ကိုဖတ်ပြီးမိတ်ဆွေတို့ရဲ့ဘဝမှာလည်းအပြောင်းအလဲတွေဖြစ်လာနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်